ခုလာမဲ့ဆန်းလာပိုင်းစာမိုးဝဲအတွက်ကို grade 12အစဉ်ကြီးမိကုံအတွက်ပါအင်္ဂလိပ်စာကိုအောင်မတ်အပိုင်းဘယ်လိုယူလဲဆိုတာပြောပြလိုက်ပါမယ်အဲ့တော့ဒီမှာအင်္ဂလိပ်စာကိုအောင်မတ်အပိုင်းယူမယ်ဆိုရင် question number 2ဖြစ်တဲ့ choose ဆင်မှတ်ပေးတယ်အဲ့ဒါကိုတိတိချာချာလေးရအောင်လုပ်တင်တယ် choose မှာ number 1 to 5နံပါတ်1အနေဖြင့်5ထိရအဲ vocabulary ပိုင်းအဲ့မှာလဲမီးနေကြအခန်းလေးတွေရှိတယ်။ဘယ်နေရာမီးတာလဲ၊ဘာတွေမီးတာလဲဆိုတာကို ြီးမှဆရာတည်တဲ့ဗီဒီယိုတော့ ਨੇ ပြောပြမယ်ပေါ့เนาะဒါအခုကတော့အကြံပြင်းပြောပြသွားမယ်အဲ့ဒါလေးတွေကိုတည်အောင်လုပ်ထား125က vocabulary ဘိုင်းကိုမေးတာအဲ့ဒါကိုမင်းနေကြလေးရှိတယ်အဲ့ဒါကိုအပြင်မှာတင်နေတဲ့ဆရာတွေကိုမေးကြည့်ပေါ့เนาะပြီးတော့အဲ့ဒီ choose ရဲ့နံပါတ်6ကနေနံပါတ်10ထိကအဲ့ဒါ grammar ပဲဟုတ်ပြီเนาะလွယ်လွယ်လေးတွေအဲ့ဒါလေအမှတ်အပိုင်းရအောင်ယူတင်တယ်အဲ့တော့ choose ကဖြည့်မယ်ဆိုရင်10မှတ်ဆိုရင်အနည်းဆုံး6မှတ် ရှင်းမဲ့အဲ့လောက်တောင်ရနိုင်တယ်အဲ့တော့ဒီ choose ကိုတေချာလေးကြည့်ပေးပါအဲ့ဒါဆိုရင် အောင်ဖို့ကျင်းနေပါတယ်နောက်တစ်ခုက grammar ဆိုရင် sample ပေးတယ်သူလည်းတည်တည်ချာချာရမယ်ဆိုရင်ကိုမရှင်းမဲ့ရနိုင်တယ်ပေါ့နော်တော်တဲ့ကလေးဆိုရင်လည်း sample ရနိုင်တယ်နော်တော်တဲ့ကလေးမှမဟုတ်ပါဘူးအတင်းတင်းအခြေခံရှင်းကို sample လောက်ရတယ် grammar လည်းနော်ဒါပေမဲ့ဟိုပေါ့အနည်းပါရှင်းတာပါညာနဲ့ဆိုရှင်းမဲ့လောက်တော့ရနိုင်တယ် ဲ့တော့ဒီမှာနောက်တစ်ခုပို့ဝါ၅မှတ်ကတော့အပြည့်ရအောင်ကြတာဒါကတော့ trade two ပြောကြရမလို့နောက်တစ်ခါ read the basic sin ရဆင်မှတ်ပေးတယ် read the basic and sin ရတော့15မှတ်ပေးတယ်ဟုတ်ပြီနော်နှစ်ခုပေါင်း25မှတ်ပေါ့ read the basic ကအဲ့တော့ဒီမှာအမှတ်အများဆုံးဖြစ်တယ် read the passage 25မှတ်နဲ့ grammar ကဒီမှာဒီမှာ5မှတ်ရှိတယ် grammar เนาะဒီမှာ10မှတ်ရှိတယ် grammar 15မှတ် read the passage 25မှတ်အမှတ်40ဘူးပေါ့เนาะတင်တန်းလေးရတော့ဆရာဖွင့်ထားတယ်ပေါ့เนาะဒီ Telegram account @ tinthon 90မှာလာပြီးစုံစမ်းလို့ရတယ် grammar နဲ့ read the passage တင်တန်းအမှတ်40ဘူးပေါ့เนาะအဲအဲ့ဒီတင်တန်းလေးတက်ချင်လာစုံစမ်းလို့ရတယ်ပြီးသွားရင်ဒါ Telegram account ပေါ့เนาะဒီမှာလာစုံစမ်းလို့ရတယ် ပြီးသွားရင်နောက်တစ်ခါကပါလဲဆိုတော့ဒီ read the passage တွေပြီးသွားပြီဆိုရင် dialogue နဲ့ exchange နဲ့လာမယ်လာမယ်အဲ့ဒါယူရမယ်အဲ့အမှတ်ယူလိုက်မယ်ဆိုရင်အားလုံးစုစုပေါင်းလိုက်ရင်အမှတ်စုစုပေါင်း60ဘူးရှိတယ်60ဘူးမှာအကုန်60ရမယ်လို့မဆိုလို့ဘူးဟိုမားဒီမားနဲ့40ကျော်50လောက်နဲ့အောင်သွားလိမ့်မယ်အဲ့မှာမှာဒီဟာကိုတရားရအောင်ကြည့်ဒီဟာရသွားပြီဆိုတော့မှထပ်ပြီး cover ဖြစ်ခြင်းနဲ့အောင်ဖို့အတွက်ထပ်ပြီးတော့ cover ဖြစ်ခြင်းနဲ့ပြီးတော့ ထပ်ပြီးအမှတ်များခြင်းနဲ့ဆိုတော့မှ initial letter နဲ့ letter အစီးပေါ့နော် letter အစီးမှာတော့မှအစီးကိုနောက်မှကြည့်နော်အစီးကိုနောက်မှကြည့်ဆိုတော့မဖြေခိုင်းတာမဟုတ်ဖြေရင်တော့ထည့်ဖြေ3ဘိုက်ဆို3ဘိုက်ကွာ4ဘိုက်ဆို4ဘိုက်ကိုရားတလောက်ဖြေနော်အစီးကိုနော်အော်ဆိုလိုချင်တာ subject verb object လောက်နဲ့စာရှိအောင်ဖြေခိုင်းတာတအားလို့သမီးတို့မှာအမှတ်တွေနည်းနေတဲ့အခါကူမတ်ကဲမတ်ရအောင်လို့ အဆီကိုအဲ့လိုဖြေလိုက်တာဘာလို့လဲအခြေခံအားနည်းလို့ကိုကအဆီမရေးတက်ဘူးလေမရေးတက်တော့ရေးတက်တယ်လို့ subject verb object လောက်နဲ့စာပိုက်၃ပိုက်လောက်ဖြစ်ဖြစ်ပြည့်သွားအောင်ရေးရေးတော့ရေးခဲ့ဒါပေမဲ့အဲ့ဒါတွေကိုအရန်ကြီးအချိန်မပေးနဲ့ပြီးလက်တာကတော့နည်းဟိုဒီဟာလေးပိုင်ပြီဆိုရင်လက်တာလေးတော့ကြည့်တင်တယ်လက်တာကကြတော့မရေးတက်ဘူးဆိုရင်ဘာလုပ်ရမလဲဆိုတော့လက်တာမှာလိပ်စာတက်တာပြောရင်ဒီဟာဘယ်သူပါညာရေးမယ်ပြီးတော့ရင် ဖွင့်အဖွင့်နဲ့အပိတ်နဲ့စာပိုက်နှစ်ပိုက်ကိုကြက်ပြီးအလဲစာပိုက်ကိုမေးခွန်းကပြောတဲ့အတိုင်းစွမ်းနာကပြောတဲ့အတိုင်းမေးခွန်းကမေးတဲ့ဟာကို subject verb object လေးနဲ့ပဲအဆင်ပြေအောင်ရေးလိုက်အဲ့ဒါဆိုရင်သုံးမှတ်လောက်ရလဲမနေဘူးဟုတ်လားအဲ့တော့ဒီဟာတွေအကုန်လုံးပိုင်တော့မှ initial letter နဲ့ letter ကိုတွားကြည့်ပေါ့နော်အဲပြီးသွားတော့မှအစစရတော့ဒီချိန်မှကြည့်မယ်ဆိုတော့မမီတော့ဘူးเนาะအားရစရာကြီးစရာပြောလိုက်မယ်အစစရတော့မလုံနဲ့တော့ဟုတ်ပြီเนาะအဲ့တော့ဒီဟာတွေအကုန်ပိုင်တော့မှ initial letter နဲ့ လက်တာပေါ့လက်တာကိုဆွမ်းနာပြောလို့အဖွင့်အဲဆွမ်းနာလိပ်စာတက်တာနေဆွဲတက်တာအဲပြီးသွားရင်အဲဒီရဘသူဘာညာရေးတယ်ပြီးရင်အဖွင့်အပိတ်လေးစာပိုင်းနှစ်ပိုက်ကိုကြက်ထားမေကွန်းနဲ့စီလျော်အောင်ဘယ်လိုရေးမလဲကြက်ဆိုတော့အလွတ်ကြက်ဆိုပေမဲ့မေကွန်းကဘာရေးခိုင်းတာလဲအဲလက်ဆောင်တစ်ခုပေးတာကိုရေးခိုင်းတာလားဘာလားအဲ့လိုမေကွန်းနဲ့စီလျော်အောင်အဲရေးပေါ့နော်အဖွင့်အဖွင့်မာတဲ့ကမေကွန်းနဲ့စီလျော်အောင်အဲ့လို အလွတ်ကျက်ထားလို့ရတယ်အလွတ်ကျက်ပြီးမှစာလေးပြောင်းရေးလိုက်တာနော်အဲ့ဒီနီးလေးကိုတိအောင်လှုပ်ထားပြီးတော့အလဲဘိုက်ကတော့ကိုယ့်ဘာကိုရေးရမှာလက်တာမှာနော်အလဲဘိုက်ကိုယ့်ဘာကိုရေးရတဲ့ခါကျတော့အဲ့ဒါလေးကိုတော့အဲ subject ဘက် object လောက်နဲ့မိခွန်းနဲ့စီလျော်အောင်ရေးလိုက်အဲ့လောက်ဆိုရပြီနော်ကျန်တာတွေကတော့ကုန်နူးသမားတွေတော့ဖြစ်တဲ့အတွက်ကြောင့်ဆရာအောင်မဖူကတော့ဒါအပိုင်ကြည့်ရင်တော့အောင်နေပြီဒါကိုထပ် cover ဖြစ်ချင်ရင်ဒါကိုအကုန်ရပြီဆိုတော့မှ initial letter နဲ့ လက်တာနဲ့ initial letter နဲ့ letter နဲ့အဲ့နှစ်ခုကိုထပ်ဖြည့်ကြည့်လိုက်အဲ့ဆိုသားလူသမီးတို့ကျင်းသေးပေါ့အောင်မယ်လို့ဆရာယုံကြည်ပါတယ်အဲဒီနေ့တော့အလုံးဝထူးထူးချွန်ချွန်နဲ့အောင်မြင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်